ိမ်မလို့နော်ဦးလေးတက်တာနော်ဦးလေးညနေမှများနဲ့နော်ခိုက်ရိုက်မှာနော်ညနေမှလည်းမများနဲ့ဦးလေးမလောက်နဲ့မလောက်နဲ့မလောက်တာနဲ့ပေါ်ပြီမလောက်နဲ့မင်းမလောက်နဲ့တော့မင်းနော်အာညတနာကြီးရောကျွန်တော်မို့ကျွန်တော်အိမ်မှာသခိုးဝင်လို့သခိုးကတ်လို့ပါအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ခုတင်ဆက်ပေးချင်တဲ့ဗီဒီယိုလေးကတော့ဒီအိန္ဒိယအတွင်းကိုဦးလေးရွယ်ရတော့ပေါ့နော်ဦးလေးရွယ်လောက်ရှိတဲ့ဦးလေးတယောက်ကပစ္စည်းဝင်ခိုးနေတော့ အိမ်ကမိသားစုတွေနဲ့ရက်ွက်ထရလူရဝိုင်းဖန်းခဲ့တဲ့ရက်ွက်ထရလူရဝိုင်းဖန်းလို့မိခဲ့တဲ့ဗီဒီယိုဖိုင်လေးကိုကျွန်တော်အင်တာနက်ပေါ်မှာတွေ့ရပါတယ်။အဲ့ဒီဗီဒီယိုဖိုင်လေးကိုကျွန်တော်ပြန်ပြီးကျွန်တော် channel မှာဒါညဝေပေးခြင်းပါတယ်။ကျွန်တော်နဲ့တူတူ like ပါကြည့်ရှုပေးကြပါအောင်ခင်ဗျာ။ ေးနော်ဦးလေးတက်တာလာနော်တခြားအိမ်တွေမှာဆိုဦးလေးဝိုင်းရိုင်းလို့ချင်းဦးလေးရှိတယ်လက်တွေ့ကြိုးကုန်ပါနော်ကျွန်တော်တို့ကဒါဦးလေးကိုကိုချင်းစာလို့လူလူချင်းကိုချင်းစာလို့မလုပ်ရလို့ဦးလေးကိုအမှန်တိုင်းပြပါလို့ပြောနေတာနော်ဦးလေးဟမ်မေဘဘာလို့ဘာလို့ဘာလို့ဘောက်တော့ပြတော့ချောက်ပြောနော်ဘိုင်းချောက်ပြောနော်ပြတော့ချောက်ပြောရှင်လေးရဲ့ဘိုင်းချောက်ပြောနော်တခြားမင်းနေတာတခြားပြင်းနေဦးရဲ့ဒီမှာတော့ဝိုင်းပြီးတော့နော်

တရားဆွဲရတော့သူများနေရမှာမဖြစ်နိုင်ဘူး။သူများနေလို့ဝင်နေရှာပါလို့တရားဆွဲမလို့ရမှာ။မဟုတ်ဘူးမဟုတ်ဘူးလေဦးလေးတယောက်ခဲနဲ့ဒီတိုင်းဟုတ်သွားဘလို့မှမဖြစ်နိုင်ဘူးလေဦးလေးအတက်ရွယ်အားနဲ့တယောက်ခဲဝင်လာလို့ဆိုတာမဖြစ်နိုင်ဘူးဦးလေးကအခေါ်ပါတယ်ဘူပါတယ်ဦးလေးရေတော့ကျွန်တော်တို့လုံးဝင်မှာတော့မလွယ်ဘူးဦးလေးဟမ်မဟုတ်ဘူးနော်မဟုတ်ဘူးနော်ဒါမီးရောအင်ရှင်မိသားစုနဲ့ပဝင်းကျင်ရလူတွေကဒါဦးလေးကိုဒီသူတယောက်ထဲလာလာလို့မထင်ဘူးပေါ့နော် အတူနောက်မှာနောက်ထပ်လူတွေပါအောင်မယ်တယောက်တန်ဒီနှစ်ယောက်တန်ဒီအဲ့လိုပါအောင်မယ်အဖွဲလိုက်ဖြစ်နေဖြစ်ကောင်းဖြစ်နိုင်နေဆိုပြီးတော့စင်မင်းနေပြီမယ်အစကျွန်တော်ဗီဒီယိုဆက်ဆက်ကြည့်နေတော့အူလေးကြီးကမိတာမိတာသူဖြေတာအတိတ်ပဲမရှိရဲ့ဇကားတွေဖြေတာပေါ့နော်ဒီတချို့ကတော့ကျွန်တော်ဒါဟိုသူတကယ်ခိုးရတယ်မခိုးရတယ်လဲကျွန်တော်မပြောလို့ဒါပဲမိသားစုနဲ့ရက်ွက်တွေရရှိတဲ့ခုဗီဒီယိုခိုင်းရိုက်နေတဲ့လူတွေကတော့ ဒါသူတကယ်ခိုးတယ်ဆိုတာမျက်မြင်လက်တွေ့တွေ့ခဲ့လို့ပဲဒီလိုဖမ်းထားတာဖြစ်ပါလေတချို့သူတွေရပါဗျာမိသွားပြီဆိုရင် မျက်နှာငယ်လေးတွေလှုပ်တက်ကြတယ်ပြီးရင်အယူဝတ်နေတတ်ကြတယ်ပြီးရင်မိသားစုကြောင့်လှုပ်ရပါတယ်ခြားဝိနေကြောင့်လှုပ်ရပါတယ်လို့ပြောကြတယ်ဒါမဲ့ခိုးတာဆိုတာငတ်လို့ခိုးတယ်ဆိုတာငတ်တိုင်းကခိုးမယ်ဆိုရင်ဟိုခူးချင်နေခု အချိန်ခါနေဆိုရင်ဟိုအကုန်လုံးမြန်မာနိုင်ငံရှိတဲ့တော်တော်များများ တခိုးတွေဖြစ်ကုန်မှာပေါ့ကိုစိုးလူလိုက်တွေဖြစ်ကုန်မှာပြီးရင်မဟုတ်ကလုံးတဲ့လူတွေဖြစ်ကုန်မှာဒါပဲမဆိုင်ဘူးခိုးတာဆိုတာပီဇာဝါဒနာအလွင်လန်းလိုက်တာသူများပစ္စည်းကိုခိုးပြီးတော့စားမှအကျဉ်းနဲ့တာစားဝင်တာအိပ်ပျော်တာဒီလုံးမှမလုပ်ရရင်နေလို့မကောင်းထိုင်လို့မကောင်းစားလို့မကောင်းတခြားလူတွေကိုဝင်လို့ပြရင်လေဟိုလူဆိုတာတော့နော်ဘယ်အလုံးမဆိုတန်ရာတန်ကြီးပေါ့နော်တန်ရာတန်ကြီးပဲရတယ်သူတို့ကတော့လွယ်လွယ်လေးရတာ လွယ်လွယ်လေးသုံးခြင်းနဲ့လွယ်လွယ်လေးစားခြင်းနဲ့ကြားရပစံနဲ့ရဲတောင်းလည်းတောင်းမယ်အပြောပါလိုက်ဆိုင်လည်းလိုက်စားမယ်လောင်းကစားလုပ်ရင်လည်းလုပ်မှာပေါ့နော်တကူတွေအားလုံးကတော့ဒီတိုင်းပါပဲမိရင်တော့မျက်နှာငယ်လေးနဲ့ပါ as a view ဆက်ပြကြည့်အောင်ကျေးနောက်ဘူပါဦးကျေးနောက်ဘူပါတော့ ပေါ့ပါတယ်ပါတယ်မဟုတ်ပါတော့ဘူးဘယ်လိုမပါလဲဘယ်လိုလဲဘယ်လိုလဲဘယ်လိုလဲဆရာတော်ကျော်နိုင်ဝဲဘယ်လိုလဲလမ်းဆောင်တာဘယ်လိုမှမလုပ်ဘူးလမ်းဆောင်တာဘယ်လိုလဲခဏခဏနဲ့ဟိုမင်းရလို့ယူနေလို့လမ်းဆောင်တာဟုတ်တယ်ဟုတ်တယ်ရောက်ကြတော့သူ့ကိုကြော်လိုက်တာဖះနဲ့မင်းကအရင်ကြော်ပေးတယ်ဆိုတော့အဲ့ဒါကိုကြော်သွားတယ်မနာကျင်မပြတ်ဘူးကျော်တယ်ဝင်နေတယ်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ကျော်နိုင်မှာမနာကျင်မပြတ်ဘူးအမှယူသွားပြီးတော့ခရီးတွေအပြစ်နေတာလောက်ကြော်ဘူးလို့ ဘာမှလည်းပြောဦးလေးဦးလေးဒါကျမတို့အိမ်မို့လို့နော်ဦးလေးတက်တာနော်ဦးလေးညီညီနဲ့မများနဲ့နော်ခိုက်ရိုက်မှာနော်ညီညီမနဲ့မများနဲ့ဦးလေးမလုံးနဲ့မလုံးနဲ့မလုံးတော့ပါပြီမလုံးနဲ့အမေမလုံးနဲ့နော်အမေနော်ကြားလားမလုံးတော့နဲ့မများနဲ့နော်ခိုက်ရိုက်လိုက်လို့ကိုအမှတုံးလုံးလေးပါလိမ့်မယ်ဦးလေးအကောင်းမင်းလေးလားကောင်းကြီးဦးလေးတို့အဲ့လောက်တိစမရှိနဲ့ ဥလင်းသက်လာမယ်အဲ့ဥလင်းပြူလို့ဘယ်လိုသက်တာလဲသက်တာလဲဥလင်းသက်လာမယ်ဒါကဘယ်လိုလဲခွဲနေပဲနှစ်ယောက်ဖြစ်သုံးယောက်ဖြစ်ဖြစ်မှာဆိုတော့သူကဆန်ရခုတ်ပဲလာတာဒီမှာခဏတော်သေးရင်တော့မိသားစုကတော်တော်လေးသဘောကောင်းလို့ဟိုရှေ့ကဥလင်းဆိုရင်သူအကုန်လုံးကကိုချင်းစားတယ်လို့ဒီလိုမျိုးတွေပြောဆိုနေတာပေါ့နော် ရေစကန်မြောက်စီတယ်လို့ဝန်ခံခိုင်းတာပေါ့သူကတော့အတူကတော့ခုနကြားလိုက်ပါတယ်စံကေဝင်ခိုးဖို့နှစ်ယောက်လာတဲ့ပုံစံပေါ်တယ်ကိုတယောက်ကတော့ပြီးသွားပေါ့နော်ဒီဦးလေးပုံစံကလည်းဒီအရင် အလွန်ကြုံတောက်ပြီးတော့ကျမရေးမကောင်းတဲ့ပုံစံမျိုးနဲ့ငြင်းရတယ်။ညာတာတခုမိသားစုကသဘောကောင်းနေလို့ဒါမဟုတ်ရင်ချက်ချင်းရေးစမ်းရောက်ပြီးတော့ဒီသူလုံးတဲ့ပြေကိုခံရမှာဆက်ပြီးကြည့်အောင်မရလည်းမရရှိဘူးဘာမှလည်းမလုပ်ရှိဘူးအဲ့တော့ဒီတဆိုင်ရဦးပဲစကန်ဦးပဲပို့ရတော့ဘူးဒါဟမ်တော့မတော့တော့စီစဉ်ရပါသူ့ကိုရရင်စင်ပဲတဆိုင်ရစကန်ဦး ပို့လိုက်ပါမယ်လူတွေလူတွေရက်ဆက်လိုက်ကြဘာဖြစ်လို့ပို့ချင်ကြတာလဲကောက်ကောက်မှုမျိုးကြီးလှူစားကြဖို့ရှိနေတယ်တက်ကလည်းတော်တော်ကြီးနေပုံရောက်ပါတယ်လျှောက်စဲကျော်ပြီးတော့ခမန်းတိတိရတာပေါ့နော်ဟိုဒါညပင်းချင်းလေဒါည တနာကြီးခွဲလောက်ကိုရှင်ရက်စကန်ကိုတက်ဆိုင်ရာရက်စကန်ကိုပို့ပါတော့မရှင်အားလုံးတရိဝတိယရှိကြပါရှင်ဗီဒီယိုဖိုင်လေးကတော့တလောက်ပါပဲခင်ဗျဒီကျွန်တော်ခုနကပြောခဲ့သလိုပဲဒီဘာလို့မင်းခိုးစားတာတော့ကောင်းရောင်းကောင်းဝဲရဲ့ဘာလို့လုံမစားတာအောင်ဆိုတော့တချို့တချို့တခိုးဆိုရဲဟာခိုးစားမှာပဲပြောပါတယ်ခိုးဆိုးလူရက်တွေဆိုတာလေ ဲ့လိုလှုပ်ရှားมาပဲပြောတာပါ လူဆိုတာသူ့အချက်သူ့ဗီဇနဲ့မွေးရပါမွေးကြတဲ့ကပါလာပြီးတာပါဒါတွေကိုလည်းကျွန်တော်ပြင်လို့မရပါဘူးတချို့ကတော့ဝကျွေးတွေကုံသွားလို့အတိတရားတွေရပြီးပြောင်းလဲသွားတာမျိုးရှိပေမဲ့အဲ့လိုမျိုးကလည်းတရားမှတရားရှားပါတယ်ကျွန်တော်ခုတင်ဆက်ပေးခဲ့တဲ့ဗီဒီယိုလေးကတော့ဒါ ိမ်မျိုးညဆိုရင်တန်ဖိုးရှိတဲ့ဆိုင်ကယ်ရှိရင်တန်ဖိုးရှိတဲ့ပစ္စည်းရှိရင်ဒီလိုမျိုးဖွဲ့လိုက်တယ်ဆိုပြီးတော့အခုနောက်ပိုင်းမှာခက်စိတ်စိတ်ခိုးတာတွေဆိုင်ကယ်အဓိကတော့ဆိုင်ကယ်ခိုးတာပေါ့နော်ဆိုင်ကယ်ခိုးတာတွေအများနေပါပြီအဲ့ဒါကြောင့်မို့ကျွန်တော်ရဲ့ channel ကိုအားပေးနေကြရင်မိတ်ဆွေများအားလုံးလည်းဒီရွာမှာပဲဖြစ်ဖြစ်ရက်ကွက်မှာပဲဖြစ်ဖြစ်မြို့မှာပဲဖြစ်ဖြစ်ကိုယ့်ရဲ့တန်ဖိုးရှိတဲ့ပစ္စည်းတွေအားလုံးကိုတခြားထိစိမ့်ပြီးတော့ဒီကိုယ့်ရဲ့အိမ်ချမ်းပတ်ဝန်းကျင်ရက်ကွက်အားလုံးကိုလည်းလုံခြုံအောင် အမြဲတမ်းကြည့်ရှုပြီးတော့ နေထိုင်ကြပါလို့ကျွန်တော်မှာကြားလိုက်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုအားပေးတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ